ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးစောင့်ပြီးနေသွားတယ်မင်းတို့မင်းကြီးပဲရှောင်း လိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသပ်ပေးခြင်းအဖြစ်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေအဲ့ဒါတွေတွေးရင်ဆင်ញင်တယ်နော် အကုန်လုံးထားခဲ့ရမှာဒါတွေတွင်ဆင်ញင်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအတိညာနဲ့ဆင်ញင်သုံးသက်ကြည့်တယ်အမှန်ကန်ကိုဆင်ញင်သုံးသက်ကြည့်ရမယ်ကြည့်လိုက်ဘလို့ကျိုးရတော့ဆိုတွေ့တာမှုတွေယော့သွားတယ်ဒါမှမယ်တွေ့တာမှုတွေယော့သွားတယ် ကိုယ်ကိုထာဝရဖြစ်နေတဲ့အတွေ့အာရော့သွားတယ်။အော်ငါတို့ကတခဏပါလား။တခဏဆိုတော့ငါတို့အကျိုးရှိတာလုပ်ရမှာပါလားဆိုတာဒီအသည့်လေးဝင်လာ။အဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာနော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်။အသည့်နဲ့မှတွေ့တာမှုကိုရှင်းချ။တွေ့တာမှုရှင်းချနိုင်မှရှင်းနေကတော့ကဆိုတာရှင်းချလို့ရတယ်။စဉ်းစားကြည့်လေ။ ိုနဲ့မပိုင်တဲ့ပစ္စည်းအတွက်လည်းဘယ်သူမှတော့ကမရှိဘူး။ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကမဖြစ်ဘူး။တော့ကဖြစ်တာကိုနဲ့ခမင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါ။စူးစမ်းပြီးတော့ဘာနဲ့ဖြောင်း မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါဒီနည်းဒီဆေးကလွယ်လွယ်တခြားနည်းမရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှာဝေး